ဆာရဲဆာရဲမှာလက်မှတ်ရေးထိုးရတဲ့ကိစ္စတွေအထောက်ထားမှန်ကန်ကြောင်းတည်တည်ပြရတဲ့ကိစ္စတွေ crypto payment လောက်တော့မယ်ဆိုလို့ရှိရင် transition ကို security မြင့်အောင်လို့ကျွန်တော်အထက်ထပ်ပြန်လဲစစ်ဆေးရတဲ့ကိစ္စတွေစားတဲ့နေရာတွေမှာကျွန်တော်တို့အရင်ကလိုမျိုး payment ကြီးစွာလုပ်စရာမလိုတော့ဘဲနဲ့တနေရာတဲ့ platform တစ်ခုတွေနဲ့အားလုံးကို all in one service ရရှိနိုင်ပါပြီ။ဒါတွေအကုန်လုံးကိုတနေရာရဲ့မှာပြီးမြောက်ဖို့အတွက်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ signature တစ်ခုလိုပါတယ်။အဲ့ဒီအရာကိုတော့ sign ဆိုတဲ့ project ကတိစောက်နေပါတယ်။ အဆင်ပြေကြရလားဗျာဒီနေ့ပြောမယ့်အကြောင်းအရာတော့ Binance Hotla Airdrop မှာ16ခုမြောက် project အနေနဲ့တက်လာတဲ့ Sign ဆိုတဲ့ project အကြောင်းကို review လုပ်ပေးသွားမှာဖြစ်ပါတယ် Sign project ကလက်ရှိ Binance Exchange ပေါ်မှာအယုံစိုက်ခံရမှုအများဆုံးရရှိလာတဲ့ project တစ်ခုဆိုရင်လည်းမမှားပါဘူးဒီ project ကနေ online ပေါ်မှာတယောက်နဲ့တယောက်ယုံကြည်မှုတွေဘယ်လိုတည်ဆောက်နိုင်မလဲငွေပေးချေမှုစနစ်တွေကဒီ project ကြောင့်ဘယ်လိုမျိုးပြောင်းလဲသွားမလဲဆိုတာကိုဒီ video လေးမှာကြည့်လိုက်ရအောင် Sign project ကိုအသုံးပြုခြင်းအပြင်တင်းရဲ့ passport တွေ signature လက်မှတ်တွေနဲ့ crypto digital wallet တွေကိုတနေရာထဲမှာပဲပေါင်းစည်းပေးထားမှာပါဒီ project ကိုအသုံးပြုခြင်းအပြင်မိတ်ဆွေတွေကိုရေးကိုလာအချက်လက်တွေကို online ပေါ်မှာအများကြီးဖော်ပြစရာမလိုပဲ project ရဲ့ဤပညာမှာတက်ဆင့်တက်တည်ထောက်ထားတွေရရှိနိုင်မှာဖြစ်ပါတယ်လက်ရှိမှာ UAE နဲ့ Sierra Leone နိုင်ငံတို့ကဒီဤပညာကိုအသုံးပြုနေပြီးအနာဂတ်မှာလည်းအခြားနိုင်ငံပေါင်းများစွာပါဝင်လာဖို့ရှိပါတယ် sign project မှာပါဝင်တဲ့ product တွေအနေနဲ့ sign protocol ကတော့ digital အချက်လက်တွေကိုအမှန်တကယ်ဖြစ်ချောင်းစစ်ဆေးပေးတဲ့စနစ်တစ်ခုဖြစ်ပါတယ် တိုကင်တွေပဲကတော့အနာဂတ်မှာကုမ္ပဏီတွေကသူ့ရဲ့ဝန်ထမ်းတွေကို bonus airdrop ပေးတော့မယ်ဆိုလို့ရှိရင်ဒီ platform နဲ့တစ်ဆင့်လုံခြုံစိတ်ချစွာနဲ့ပေးနိုင်မယ့် tools ကရိယာတစ်ခုဖြစ်ပါတယ်။ ETA sign ဆိုတဲ့နည်းပညာကတော့ blockchain ပေါ်မှာစာချုပ်တွေကိုဓာတ်ရိုက်လက်မှတ်ရေးထိုးနိုင်တဲ့ application တစ်ခုပါ။ sign pass ကတော့ online ပေါ်မှာဘယ်နေရာမှာဆိုအသုံးပြုနိုင်တဲ့လုံခြုံစိတ်ချတဲ့ digital identity တစ်ခုဖြစ်ပါတယ်။ပုံမှန်အဖြစ်ဒီ back kit မှာ online ပေါ်မှာအလုပ်လျှောက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့အရေးကြီးတဲ့ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို company ကိုအားလုံးဖွင့်ဟ sharing လုပ်လိုက်ရတယ် ဒီကိစ္စစဉ်းစားကြည့်မယ်ဆိုလို့ရှိရင်အင်တာနက်မှာကြောက်ဖို့ကောင်းပါတယ်အကယ်၍သာကုမ္ပဏီရဲ့ server hacking လုပ်ခြင်းခံရလို့ရှိရင်ကျွန်တော်တို့ရဲ့ကိုယ်ရေးကိုယ်တာအချက်အလက်တွေပါဝင်သွားနိုင်ပါတယ်ဆိုင်းသီးပညာရောအသုံးပြုခြင်းအပြင်မိတ်ဆွေတွေကိုယ်ရေးကိုယ်တာအချက်အလက်တွေကိုအပြည့်အဝဖော်ပြကြမလို့ပဲသူတို့ရဲ့ platform နဲ့တစင်ဒီနည်းပညာရောအသုံးပြုပြီးတော့မိတ်ဆွေတို့ရဲ့အကြောင်းအရာဒီကိုအတီးပြုစစ်ဆေးပေးနိုင်တဲ့ဆက်နဲ့ပါရှိပါတယ်အားသာချက်ကတော့လုံခြုံတယ်စိတ်ချရတယ်ပို့ပြီးတော့မြန်ဆန်လွဲကူပါတယ် sign project ရဲ့ native token ကတော့ sign လို့ခေါ်ပါတယ်။တစ်ဖက်မှာလည်း sign token ဆိုတာက network စနစ်တစ်ခုလုံးကောင်းကောင်းမွန်မွန်လဲပတ်နိုင်ဖို့အတွက်မောင်းနှင်ပေးနေတဲ့အရာတစ်ခုပါ။ ဝန်ဆောင်မှုတွေဝယ်ယူသုံးစွဲတဲ့အခါမှာပေးချေဖို့အပြောင်းလဲတွေကိုမဲပေးတဲ့နေရာမှာအသုံးပြုဖို့အတွက် sign token ကိုကျွန်တော်အသုံးပြုမှာဖြစ်ပါတယ်။ maximum token supply ကတော့10 billion ရှိပါတယ်။ Binance Exchange ပေါ်မှာ list လုပ်ပြီးရင်သူ့ရဲ့စနစ်ရာခိုင်နှုန်းဖြစ်တဲ့1.2 billion circulating supply လက်ပတ်နေမှာဖြစ်ပါတယ်။ ဆိုင်းတိုကင်ကိုဒီကနေ့ April 28ရက်2025ခုနှစ်မှာဘိုင်းနဲ့အိတ်ချိန်ပေါ်မှာစတင်ပြီးတော့ list လုပ်มาဖြစ်ပါတယ်။အခု sign project ကပြီးခဲ့တဲ့2024ခုနှစ်မှာသူတို့ရဲ့ product တွေရောင်းချမှုမှာတစ်စက်ဒေါ်လာ15သန်းရရှိတာပြီးဖြစ်ပါတယ်။အနာဂတ်မှာလည်း ID စာချုပ်ငွေပေးချေမှုစတဲ့ transaction အားလုံးကိုတနေရာထဲမှာပြုလုပ်နိုင်မဲ့ application ကိုသူတို့တိစောက်နေကြပါတယ်။ညီကုန်းချုပ်အနေနဲ့အခု sign ဟာ online ပေါ်မှာကြားခံထောက်ထားတွေမလိုဘဲနဲ့တယောက်နဲ့တယောက်ယုံကြည်စိတ်ချမှုရအောင်လို့တိစောက်ပေးနေတဲ့ project တစ်ခုပါ။ ်အခုချိန်မှာတော့အစောပိုင်းကာလရှိနေသေးပေမဲ့အလားအလာအလွန်ကောင်းတဲ့ project တစ်ခုလို့ကျွန်တော်တို့ယူဆမိပါတယ် Binance Hotler Airdrop ဖြစ်တဲ့အတွက်ဒီ Airdrop ကိုအလကားရချင်တယ်ဆိုလို့ရှိရင် Mixway ရဲ့ wallet ထဲမှာ BNB ချုပ်တင်စုဆောင်းထားဖို့လိုအပ်ပါတယ်အခုဗီဒီယိုကတော့ educational purpose only ဖြစ်ပါတယ်ဒီ project မှာ mixture ကိုရင်းနှီးမြှုပ်နှံမှုလုပ်ချင်တယ်ဆိုလို့ရှိရင် DYOR do your own research လုပ်ပြီးတော့မှရင်းနှီးမြှုပ်နှံမှုလုပ်ဖို့အတွက်အကြံပြုပါရစေအားလုံးကျေးဇူးများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လဲဆောင်ရွက်ပါမယ်